်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယုံမားတန်တရားရှိသူများမှဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး20အငယ်29ကိုဆင်ခြင်သွားခြင်းပါတယ် ယေရှုကလည်းတင်ဒီငါကိုမြင်သောကြောင့်ယုံခြင်းရှိ၏ငါကိုမမြင်ဘဲယုံသောသူတို့သည်မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏နောက်ကဘတော်မှာသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အလွန်ပဲသိတာထင်ရှားတဲ့တန်တရာရှိတဲ့သူတွေရဲ့အကြောင်းတွေများစွာရှိခဲ့ပါတယ်အဲ့ဒီအထဲကနေအစပိုင်းမှာယုံမှန်တန်တရာရှိနေရာကနေ ပြီးတော့ယုံကြည်ခြင်းကိုပြောင်းသွားတဲ့ အလွန်ထင်ရှားတဲ့သူ၃ယောက်အကြောင်းကိုကျွန်တော်တို့သိမှတ်ထားဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်တန်တရာဆိုတာကပြာဒခင်နဲ့ဝေးကွာသွားစေတယ်လို့ပြာဒခင်ရဲ့အချံစီတွေရဲ့အပြင်ကိုလည်းရောက်ရှိသွားနိုင်ပါတယ်။တန်တရာရှိနေရကနေတန်တရာကင်းသွားတဲ့သူတွေပထမတစ်ယောက်ကတော့တောမဖြစ်တယ်။သူဟာသခင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုလိုက်ခဲ့တဲ့တပည့်တော်တစ်ယောက်ဖြစ်ခဲ့ပြီးမဲ့လဲ။ တခြားတပည့်တော်တွေက သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးတော့ယုံကြည်တဲ့အချိန်မှာသူကတန်တရားရှိခဲ့ပါတယ်။သူကိုယ်တိုင်တွေ့ပြီးတော့လက်နဲ့မဆမ်းမသက်ရဘူးဆိုရင်မယုံဘူးလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့ယောဟန်အခန်းကြီး20အငယ်24ကနေ29မှာတပည့်တော်တွေနဲ့အတူတောမှရှိနေတဲ့အချိန်မှာရှင်ပြန်ထမြောက်ခဲ့ပြီဖြစ်တဲ့သခင်ယေရှုခရစ်တော်ကသူတို့ရဲ့အလေကိုကြွလာတဲ့အခါမှာ သခင်ယေရှုခရစ်တော်ကယောဟန်အခန်းကြီး20အငယ်29ကနေ28မှာတောမာကိုမင်းရဲ့လက်ညှိုးကိုဆန့်ပြီးတော့ငါကိုစမ်းသပ်ကြည့်ပါမင်းရဲ့လက်နဲ့ဆန့်ပြီးတော့ငါနှစ်ဘေးကိုစမ်းသပ်ပါယုံမားခြင်းမရှိနဲ့ယုံလို့လို့အဲ့လိုမိန့်တော်မူတဲ့အခါမှာတောမာက သူကိုယ်တိုင်စမ်းသပ်တွေ့ခဲ့ပြီဖြစ်တဲ့အတွက်အကျွန်ုပ်ဤအရှင်အကျွန်ုပ်ဤဘုရားသခင်ပါတကားလို့ ဝန်ခံခဲ့ပါတယ်။နောက်ဒုတိယတယောက်ကတော့သခင်ယေရှုခရစ်တော်ရဲ့ညီဖြစ်တဲ့ယာကုပ်ဖြစ်တယ်။သူတို့မိသားစုအလုံးသခင်ယေရှုခရစ်တော်ကို အရင်ကအလွန်ပဲယုံမားတန်တရာ ရှိခဲ့ကြပါတယ်။ကျွန်တော်မာကုအခန်းကြီး3အငယ်27မှာဆိုရင်တခင်ယေရှုခရစ်တော်ရဲ့အဆွေအမျိုးတွေကကိုရောအသက်ရှင်နေချိန်မှာကိုရောအကြောင်းကြားကြတဲ့အခါကိုရော ကိုအယူဖြစ်တယ်လို့ဆိုပြီးတော့ကိုရောကို ဖမ်းဆီးဖို့အထီတောင်လောက်ကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ယာကုပ်အပါဝင်သခင်ယေရှုခရစ်ရဲ့မိသားစုကအလွန်ယုံမားတန်တရာရှိခဲ့ကြပေမဲ့လည်းနောက်ပိုင်းကနဦးအသင်းတော်ရဲ့ခေါင်းဆောင်တယောက်ဖြစ်ကြောင်းတမန်ကျမ်းစာကပေါ်ပြထားပါတယ်။တတိယတယောက်ကတော့ပေါလုပဲဖြစ်တယ်။ပေါလုဟာခရစ်ယာန်တွေကိုနှိပ်စက်ခြင်းကနေနောက်ပိုင်းမှာသခင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုလိုက်ခဲ့တဲ့သူအဖြစ်အသက်တာပြောင်းလဲခဲ့တယ်။ ါကလည်းမထင်မှတ်ပဲနဲ့ရုပ်တရက်ပြောင်းလဲသွားခြင်းပဲဖြစ်တယ်။ပေါလုဟာသခင်ယေရှုခရစ်တော်ကိုအယုံအကြည်မရှိတဲ့နှိပ်စက်ညှဉ်းပန်းတဲ့သူကနေယုံကြည်ခြင်းမှာစိတ်အားထက်သန်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။တမန်တော်ဝိထုမှာ သူပြောင်းလဲခြင်းအကြောင်းကိုတမန်တော်အခန်းကြီး9အငယ်1ကနေ22ရေအခန်းကြီး22အငယ်3ကနေ21ရေတမန်တော်အခန်းကြီး26အငယ်9ကနေ23နေမှာ သူတက်တည်ခံထားတာကိုကျွန်တော်တွေ့ရပါတယ်။ဒါကတန်တရာဝင်တဲ့သူကနေယုံကြည်သူဘဝကိုကူးပြောင်းခြင်းကနေကနဦးအသင်းတော်အစကတည်းကဖြစ်တည်ခဲ့တဲ့အကြောင်းတွေပဲဖြစ်တယ်။ရှင်ပေသူဩဝါဒစာပရမဇောင်းအခန်းကြီးတဲ့အငယ်၈ကနေ9မှာထိုသခင်ကိုသင်တို့သည်မမြင်ဘူးတော်လဲချစ်ကြ၏။ယခုမှလည်းမမြင်ဘဲလျက်ယုံကြည်သောအဖြစ်ပုံအတည်ရင်ဆက်ဆိုင်သော ြော၍မမိနိုင်သောရှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍စိတ်ဝိညာဉ်ကိုကဲ့တင်ခြင်းတည်းဟုသောယုံကြည်ခြင်း၏အကျိုးကိုခံရကြ၏လို့ဆိုထားပါသည်။ဈာနာဆင်ခြင်ခဲ့တဲ့သူမှလည်းပဲယုံမှတန်တရာရှိနေတဲ့သူလား။ယုံမတန်တရာရှိနေရာကနေတန်တရာကင်းစွာနဲ့ကိုရော့ကိုခူလုံကိုးစားနိုင်ဖို့ဘုရားခင်ကညံအလင်းတွေကိုဖွင့်ပေးပါစေလက်တွေ့စမ်းသက်နိုင်ခြင်းမှာ တန်တရားကင်းတဲ့ယုံကြည်သူ ဖြစ်နိုင်ပါစေကိုရောရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာတန်တရားကင်းပြီးတော့တန်တရားကင်းစွာနဲ့အမှုတော်အလှတော်ထဲမှာဘုံထင်ရှားစွာ ပါဝင်နိုင်ပါစေတန်တရားကင်းစွာနဲ့ဘုရားခင်ရဲ့အလှတော်ကိုစိတ်အားထက်သန်စွာချစ်ချင်းနဲ့အလှတော်ကိုဆောင်နိုင်တဲ့သူအဖြစ် ကောင်းချီးခံစားနိုင်ပါစေ။ဈာနာဆင်ခြင်ခဲ့သူအားလုံးပေါ်မှာဘုရားခင်အားဖြင့် ရှင်လန်းခြင်းနဲ့ဝမ်းမြောက်နိုင်ပြီးတော့စိတ်ဝိညာဉ်ကိုကယ်တင်ခြင်းဆိုတဲ့ယုံကြည်ခြင်းရဲ့အကျိုးအလုံးစုံကိုခံစားနိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။